ို့ဒီနေ့ evening create ရဲ့အလန်းစား presentation လေးရနေကြိုလိုက်ပါတယ်။ဒီနေ့ခင်တို့ပြောသွားမယ့်အကြောင်းအရာကြီးကတော့ carry and competition ပဲဖြစ်ပါတယ်။အခုလို presentation ကိုလောက်ခွင့်ပေးခဲ့တဲ့အတွက်ဒီချက်တစ်ခုလည်းကျေးဇူးတင်ပါတယ်။ဒီလို presentation လုပ်ရတဲ့အတွက်ရရှိခဲ့တဲ့အကျိုးကျေးဇူးတွေကတော့အချင်းချင်းကူညီရိုင်းပေးမှုတွေနဲ့စီးလုံးညီညွတ်မှုတွေကိုတွေ့ခဲ့ရပါတယ်။ အဲဒီလို carry and compassion လောက်ရတဲ့အတွက်တယောက်ပေါ်တယောက်ထားရှိရမယ်မေတ္တာတရားပဲတိရိစ္ဆာန်တွေပေါ်ထားရှိရမယ်မေတ္တာတရားတွေနဲ့အချင်းချင်းကူညီနိုင်မရမယ်ဆိုတဲ့သင်ခန်းစာတွေကိုရရှိခဲ့ပါတယ်။ဒါဆိုရင်တော့ခင်တို့ရဲ့အလန်စာပရစင်စီချင်းလေးကိုစားလိုက်ရအောင်နော်။ Speed with Khan Listen with Apathy ကျမတို့ရဲ့နေ့စဉ်တရတာမှာကူးဆိုင်မှုနဲ့တနာကျင်နာမှုရှိရန်ရွေးချယ်ခြင်းရဲ့လိုင်းလုံးကြီးအကျိုးသက်ရောက်မှုကိုတုံးသက်ကြည့်လိုက်ရအောင်။ နားထောင်သည့်နားကိုပေးဆက်ခြင်းဒါမှမဟုတ်ပဲလှုပ်တစ်ခုအတွက်တစုံတဦးကိုကူညီပေးခြင်းကဲ့သို့သောကျူးဆိုင်မှုလေးတစ်ခုဟာကျမတို့ရဲ့နေစဉ်ဘဝကိုပုံမတောက်ပစေပြီးတော့ယုံကြည်မှုကိုပုံမတိုးပွားစေနိုင်ပါလေအလားတူပဲဆင်းရဲဒုက္ခကြုံနေရတဲ့သူတဦးကိုလည်းစင်နာမှုဒါမှမဟုတ်နားလည်မှုတွေနဲ့ရိုးရှင်းတဲ့အမှုရာများဖြစ်မယ်ကြီးမားသောနေသိမ့်မှုနဲ့အထောက်ပံ့တို့ကိုပေးဆက်နိုင်ပါလေကျမတို့ဟာကျူးဆိုင်မှုနဲ့တနာကျင်နာမှုကိုဦးစားပေးတဲ့အခါမှာအားနည်းချက်များကိုနားလည်မှုနဲ့ထိတွေ့နိုင်တဲ့ယဉ်ကျေးမှုကိုမွေးမြူကြပြီးတော့ကျင်နာမှုဟာဆန်းနှုံးဖြစ်လာကကျမတို့ နဲ့အတူတကွရှင်းအောင်ထားတဲ့လူမှုဆက်ဆံရေးကိုပုံမူအားကောင်းစီလာပါတယ်ရှင်။လူနေမှုဘဝမှာတဦးချင်းစီကတစ်ချိန်ချိန်မှာတခြားသူတို့ရဲ့အကူအညီအပေးမှုကိုလိုအပ်တတ်ကြပါတယ်ကျွန်တော်အနေနဲ့လည်းတဦးချင်းစီအတွက်ကျင်နာမှုတနာမှုနဲ့ပြန်ကူညီစိတ်ရှိဖို့လိုအပ်ပါတယ်တရားရောက်ခက်ခဲဖြစ်နေတဲ့အချိန်မှာသူ့အတွက်တွဲခေါ်ပေးတာဟာလူသားမတစ်ခုလုံးတည်းအကျိုးရှိစေပါတယ်ကျင်နာတခြင်းဆိုတာတကယ်လိုအပ်နေတဲ့အချိန်မှာမေးမနေတော့ဘဲနဲ့သဘောထားကောင်းကောင်းနဲ့ကူညီတခြင်းဖြစ်ပါတယ်အခုလိုသဘောထားနဲ့ ြည့်ဝနေတဲ့လူတယောက်ဟာလူမှုအတိုင်းဝိုင်းအတွက် ရေးပါပြီးတန်ဖိုးရှိတဲ့လူတယောက်ဖြစ်လာပါလိမ့်မယ် Listening with heart ကိုကစကားဝိုင်းတစ်ခုကိုဝင်တော့မယ်ဆိုရင်စိတ်ဝင်စားမှုကအရန်ကိုအရေးကြီးပါတယ်တစုံတယောက်ရဲ့စိတ်အခြေအနေကိုနားလည်ဖို့ကြိုးစားခြင်းရင်သူတို့ခံစားနေရတဲ့အတွေ့အကြုံတွေကိုသဘောပေါက်ဖို့ကြိုးစားခြင်းရင်စိတ်ဝင်စားမှုဆိုတာလိုအပ်မှာပါ ီလိုစိတ်ဝင်စားမှုကလူတစ်ယောက်နဲ့တစ်ယောက်ကြားကိုနှီးဆက်လာစေပြီးယုံကြည်မှုကိုလည်းတိစောက်ပေးနိုင်ပါတယ်။တခါတလေမှာစကားတမေအားတပိအဖြစ်တအုပ်ကိုတအုပ်အားထားမှုအဖြစ်အထောက်အကူပြုနိုင်ပါတယ်။ကိုတစ်ယောက်ရဲ့အနေနဲ့တစ်ဖက်သူကိုနားလည်ပေးနိုင်တာဟာလူမှုအတိုင်းဝိုင်းတစ်ခုလိုကိုညီညွတ်မှုနဲ့ကြီးငြိမ်မှုလေးဖြစ်စေတဲ့အခြေခံတစ်ခုပဲဖြစ်ပါတယ်။စကားပြောရင်းနဲ့ပဲစိတ်ခံစားချက်လေးတွေကိုတစ်ယောက်နဲ့တစ်ယောက်ပြောပြကြမှာပါ။ ကိုကသူပြောတာလေးတွေကိုစိတ်ဝင်စားဟန်ပြတာကလည်းပြောနေတဲ့လူကိုပို့ပြီးတက်ကြွစေတယ်လို့စကားဝိုင်းကိုလည်းပို့ပြီးတော့စွပြေစီမှာပဲဖြစ်ပါတယ်ရှင်ကျွန်တော်တို့ဟာဂီယူဒီဇိုင်းနဲ့အတနာကျင်နာမှုတွေကိုဖတ်တွဲထားတဲ့အခါကျွန်တော်တို့ရဲ့စက်ဆိုင်ဒီမှာပို့ပြီးတော့နှက်ဆိုင်လာစီပြီးကျွန်တော်တို့အတိုင်းဝိုင်းဒီမှာပုံမှုကြီးထွားလာစီပါတယ်ထို့ဟာကျွန်တော်တို့ရဲ့ကိုပိုင်စိုးရိမ်မှုတွေကိုကြော်လွန်ပြီးကြီးစုရန်နဲ့လူသားအဆင့်တွေမှာအခြားသူတွေနဲ့ချိတ်ဆက်နိုင်ရန်ပိုင်နိုင်မှုနဲ့ပြန်လည်ပတ်မှုကူညီနိုင်ရန် ကိုဝင်းမြူရန်ကျွန်တော်တို့ဟာအားပေးပါတယ်။ထို့ဟာရိုးရှင်းတော်လဲလေးနတ်တော်ဆန္ဒကကျွန်တော်တို့ရဲ့ချက်ချင်းဆက်ဝိုင်းမှာအစာပြုပြီးအပြင်ကိုဖျာထွက်ရန်ပုံမူလူသားဆန်ကြီးချိတ်ဆက်ထားသောကဘာကိုဖန်တီးရန်အတွက်ကျင်နာမှုနဲ့နားလေတူဝမှုချင်းဟာအခြေခံဖြစ်ပါတယ်။ caring for life personal benefit and human duty ကျမဝင်ကပေးခြင်းတဲ့အချက်တွေကတော့တရှိလောကကိုကျင်နာယူဆိုင်ခြင်းအပြင်ကိုရိုင်းရရှိမဲ့ကောင်းကျိုးများနဲ့လူသားတွေရဲ့ထူးခြားတဲ့တာဝန်ဆိုတဲ့ရှုထောင့်တစ်ခုပဲဖြစ်ပါတယ်ပထမအချက်ကိုရိုင်းရရှိမဲ့ကောင်းကျိုးများ personal benefit ပထမဆုံးအနေနဲ့လူတွေတွေမကပဲတရှိရဲ့အပေါ်ကျင်နာယူဆိုင်ခြင်းကသူတို့ကိုကူညီရရောက်ယုံနေမကပါဘူးဒီလိုလုပ်ခြင်းအပြင်ကျမတို့ကိုယ်တိုင်လည်းပိုကောင်းပိုပြီးတော့ခွန်အားရှိရတဲ့သူတွေဖြစ်လာစေပါတယ်ဒါဟာ ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာကောင်းစွာအတွက်ပါပဲဒါကျမတို့ရဲ့ဘဝကိုပုံပြီးဒိဗယ်ပြေဝစေပြီးတော့စိတ်ပီစီမှုတွေကိုလည်းယောပါစေနိုင်ပါတယ်ဒုတိယအချက်လူသားတွေရဲ့တာဝန် human duty duty လူသားတွေကတွေးခေါ်စဉ်ကြီးဉဏ်ရှိတဲ့တတ္တဝါတွေဖြစ်တာနဲ့အညီဒီတက်ရှိကဘာကြီးတစ်ခုလုံးကိုဂိူးတဆိုင်နဲ့တာဝန်ယူကွက်ွယ်ပေးရမယ်အထူးခန်းကဏ္ဍတစ်ခုရှိပါရှင်လောလောဆယ်အချိန်တွေမှာလူတွေကအလုရှုံနေကြပြီးတခါတလေလက်မခံမှုနဲ့သဘောမတူညီမှုရှိတတ်ပါတယ် ဒါပေမဲ့တဏှာမှုနဲ့စောင့်ရှောက်မှုဆိုတာကတော့အခါမဲ့ပေးလို့ရတဲ့အရေးကြီးဆုံးအရာတွေဖြစ်ပါတယ်။သူများကိုစောင့်ရှောက်တတ်ခြင်းနားလည်တတ်ခြင်းကအခြားလူအတွက်တကယ်ကြီးမားတဲ့အကျိုးရှိပါတယ်။တဏှာမှုဆိုတာကတကယ်တမ်းလူတစ်ယောက်အတွက်စိတ်မောနေပေမဲ့သူ့အနေနဲ့အကူအညီပေးဖို့ဆုံးဖြတ်တတ်တာဖြစ်ပါတယ်။တခါတလေတငယ်ချင်းတယောက်စကားကိုနားထောင်ပေးတာပဲဖြစ်ဖြစ်စိတ်ပင်မဲ့နေတဲ့လူကိုစကားပြောပေးတာပဲဖြစ်ဖြစ်မသိတဲ့လူတစ်ယောက်ကိုပဲဖြစ်ဖြစ်ချစ်ချင်းမေတ္တာနဲ့ပြုလုပ်တာကအလွန်အရေးကြီးပါတယ်။အဲဒါကြောင့်ချစ်ချင်းမေတ္တာရှိကြစို့တဏှာကျင်နာမှုရှိကြစို့